ရိုဟင်ဂျာဘသူလဲဘင်္ဂါလီဘသူလဲဆိုတဲ့ခေါင်းစဉ်နဲ့တင်ပြပေးသားမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိကျွန်တော်တို့နိုင်ငံတွင်းမှာဒါရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီးတော့လည်းအားလုံးကစိတ်ဝင်စားနေတာတွေရှိတယ်။ပြီးတော့ကျွန်တော်တို့ဒါဒီနောက်ပိုင်းလူငယ်တွေဒီရိုဟင်ဂျာပိစာတွေပြီးတော့ရိုဟင်ဂျာနဲ့ဘင်္ဂါလီမတဲခွဲတဲ့ကိစ္စတွေဆိုတော့ဒါတွေကိုကျွန်တော်တို့တမိုင်းနဲ့ဒါတက်တည်နေတယ်ကောတင်ပြပေးသားမှာဖြစ်တယ်။ဒီပြဿနာနဲ့ပတ်သက်ပြီးတော့လည်းအဲကျွန်တော်တို့နိုင်ငံကိုဒါအုပ်ချုပ်ခဲ့တဲ့ နော်အာနာရှင်အုပ်စုလုတ်ခဲတဲ့ဖြစ်စဉ်တွေပါသိရမှာဖြစ်ပါရဲ့ဗျဟုတ်ပါခင်ဗျာဒီတော့ဒီကျွန်တော်တို့ရိုဟင်ဂျာဘယ်သူလဲဘင်္ဂါလီဘယ်သူလဲဆိုတော့ဒီစကလုံးကိုကျွန်တော်မတုံ့နှောင်းခင်ပါဘောနော်ဒီလက်ရှိနေပြီးတော့သူတို့တွေကဘာဘာသာကိုကိုရလက်ရှိနေအစ္စလာမ်ဘာသာကိုကိုရတယ်အဲ့ကဒီလူတွေကဘာဖြစ်လာကြဒီအစ္စလာမ်နဲ့မွတ်စလင်နဲ့ကိုကိုပြောပြမသိကြဘူးဘောနော်အမမဒီမွတ်စလင်ဆိုတာအစ္စလာမ်ဘာသာကိုကိုးကွယ်တဲ့လူတိုင်းကိုမွတ်စလင်လို့ခေါ်တယ်ဒီကနေ့ဒီကနေ့ကဘာပေါ်မှာလက်ရှိနေပြီးတော့ဒီ မွဆလင်နိုင်ငံပေါင်း58နိုင်ငံရှိတယ်။ဒီ58နိုင်ငံမှာဒီဒီကဘာကြီးတစ်ခုလုံးမှရှိနေကြတဲ့ဒီဒီလက်ရှိအစ္စလမ်ဘာသာကိုကိုးကွယ်တဲ့လူတိုင်းကိုမွဆလင်လို့ခေါ်တယ်။အဲ့တော့ဒီမွဆလင်ဆိုတာဒီသူတို့ဒီလက်ရှိအစ္စလမ်ကိုကိုးကွယ်တဲ့လူကိုမွဆလင်လို့ခေါ်တာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီပေါ်နာဒီသူတို့အခုလက်ရှိမြန်မာပြည်မှာနေထိုင်တဲ့မွဆလင်တွေကိုကျွန်တော်ဘယ်လိုမျိုးပုံစံမျိုးနဲ့ခေါ်မှလဲပေါ့နော်။ဒါတွေကနေလုံးဝအထိကကျတယ်။နောက်တစ်ခုဒီကျွန်တော်တို့သူတို့မှလည်းသူတို့ဒီတခြားနိုင်ငံတွေမှာလည်းရှိတော့တခြားနိုင်ငံတွေမှာလည်းရှိကြပါတယ်။ဘာသူတို့သူတို့နိုင်ငံမှာသူတို့လူမျိုးနဲ့သူတို့ပေါ့နော်။အဲ့ဒါသူတို့အခေါ်တစ်ခုလို့ရှိကြပြီးသားဖြစ်တယ်။အဲ့တော့ကျွန်တော်မြန်မာနိုင်ငံရဲ့ဥပဒေတဲ့မြန်မာနိုင်ငံရဲ့ ပုံစံတိုင်းပဲကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လက်ရှိနေပြီးတော့လူမာနာမည်နှမျိုးစီရှိတယ်။နာမည်နှမျိုးရှိတယ်အဲ့တော့ကျွန်တော်တို့ကဘာဥပမာဆိုကြပါစို့ဗမာလူမျိုးမြန်မာနိုင်ငံသားမိ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 ရဲ့မျိုးဖွားရာဒေတာမိမိရဲ့မျိုးဖွားရာနာမည်တစ်ခုနဲ့မိမိနေထိုင်တဲ့ဒေတာကပေးတဲ့နာမည်တစ်ခုဆိုလို့နှမျိုးရှိတယ်ကွနော်။အဲ့တော့အာမြန်မာနိုင်ငံသားဗမာလူမျိုးမြန်မာနိုင်ငံသားရှင်းလူမျိုးမြန်မာနိုင်ငံသားရခိုင်လူမျိုးဆိုတော့နာမည်နှမျိုးရှိတယ်တော့ဒီကျွန်တော်ကျွန်တော်ဒီကနေ့ရခိုင်ပြည်နယ်တွင်းမှာနေတဲ့နေထိုင်နေကြတဲ့မွတ်စလင်တွေကိုကျွန်တော်ဘယ်လိုလူမျိုးတွေတတ်နိုင်မှာလဲ ဒါဆိုဒီနေရာမှာကျတော့စကားပြောဖို့အရန်လိုအပ်လိုက်တယ်နော်အဲ့တော့လက်ရှိနေဘင်္ဂါလွတ်တက်မှလိုက်မယ်ဆိုလို့ရှိရင်အဲဘင်္ဂါလီဆိုတာဒီဘင်္ဂါဒက်ရှ်နိုင်ငံဘက်ဖြစ်တယ်အဲ့ဒါဒီဘင်္ဂါလီဒီဘင်္ဂါဒက်ရှ်နိုင်ငံသားဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်တို့ကနေပြီးတော့ဒီဒီဘင်္ဂါလီဘင်္ဂါလီလိုပဲသုံးလုံးနေခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံဒီချက်မှာရှိနေတဲ့ဒီရခိုင်ပြည်နယ်ကနေပြီးတော့တာယာငင်းကြမ်းတဲ့ဘက်ရောက်မှာမဟုတ်ဘူးပေါ့နော်ဟုတ်တော့ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ကဒီရိုဟင်ဂျာဆိုတဲ့ဒါ ခုပြီးတော့ဘင်္ဂလီဆိုတဲ့အခုအခုပေါ့နော်ဒါကိုကျွန်တော်တို့အခေါက်ခေါက်ပြပြလေးအရင်ဆုံးကျွန်တော်တို့အတင်ပြပေးဖို့လိုနေပြီဟုတ်ပါဘူးဆိုတော့အရင်းဂျာမှာအသုံးနှုံးလေးတွေကစာမတူဘင်္ဂလီနဲ့ပေါ့နော်စကားတွေလည်းမတူဘူးအဲခုနကကျွန်တော်နဲ့စကားပြောပြတဲ့အချိန်မှာဒီလိုအင်ဂျာတွေကတင်းနဲ့သုံးလေးပြောလဲ when at b ten sign pound so hot i still no dos တင်းနဲ့သုံးလေးမှာစကားနဲ့စကားတွေပေါ့နော်အဲ့ဒါဒါလက်ရှိအရှိကဘာသာစကားဆိုတော့ဒီလက်ရှိအရှိကဘာသာစကားမှာတကအောင်ခမင်းစားပြီလားအဲခမင်းစားပြီလားဆိုလို့ရှိရင်အဲဟုတ်ပါခဲ့ရောနဲ့ ဘာနာအခမဲဘာဟိုင်းနဲ့ဆက်လိုက်တော့ဘက်ကီလာဟိုင်ရောအဲဒီလိုဒီလိုဘာသာစကားတွေကဒီဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့မတူဘူးမတူဒါကြောင့်မလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေတဲ့ဘင်္ဂါလီတွေကဒီကနေ့ရခိုင်ပြည်ထဲမှာနေတဲ့မွတ်စလင်တွေကိုသူတို့လူမျိုးမဟုတ်ဘူးလို့သူတို့ပြောတာပြောတာ ဘာကြောင့်ဒီလိုပြောရလဲဆိုတော့သူဘာသာစကားချင်းကမတူဘူးအတန်ကိုကိုွေတဲ့ကိုကိုွေတဲ့ဘာသာချင်းတော့တူတယ်သို့တော့ဘာသာစကားချင်းကမတူတဲ့အတွက်သူတို့ကနေပြီးတော့ကိုကိုွေခွေးခွေးချာချာဆက်ဆံတာပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်မြန်မာနိုင်ငံအတွင်းမှာရောကိုကိုွေချာဆက်ဆံခံရတာဆိုဆက်ဆံခံရတယ်ဘာဘယ်လိုကြောင့်ဆက်ဆံခံရတာလဲလက်ရှိနေပြီးတော့ဒီကျွန်တော်တို့ဥပဒေကိုကျွန်တော်တီတီဥလက်ရှိနေဥပဒေကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဥပဒေကကျွန်တော်တို့လူမျိုးတွေကိုမပြက်တနာမဖြစ်ဖြစ်အောင်ကျွန်တော်တို့ဒီလက်ရှိဘုရားစီလောက်ညီညွတ်မှုမရှိအောင် အမျိုးမျိုးသူတို့ဒီလက်ရှိဥပဒေနဲ့ရောအမျိုးမျိုးရောဘယ်တော့တွေးထုတ်လုပ်ဆိုပေးခဲ့တာလေအများကြီးရှိတယ်ဥပဒေရလဲခွေးချခွေးချထားတာလေဒါကကျွန်တော်တို့ဒီအဲသူတို့ပေါ့နော် ဒါအာနာရှင်အုပ်စုတွေကကျောင်းတိုင်းသားတွေပေါ်မှာဒီလိုပုံစံမျိုးပဲသူတို့ကအဲဒိတ်ခွဲပြီးတော့ကျွန်တော်တို့ခွဲချပြီးတော့ဆက်ဆံစီတယ်ပြီးတော့ကျွန်တော်တို့ချင်းချင်းတန်းမှလည်းပဲအဲ့လိုပုံစံမျိုးတွေကိုသူတို့ကစနစ်ကြအလုပ်ဆောင်ထားကြတာဖြစ်တယ်ပြီးရခိုင်မှာဆိုရင်လည်းပဲကျွန်တော်တို့ Ranger ပစ္စည်းတွေနဲ့အများနဲ့ပြဿနာဖြစ်စီခဲ့တယ်ဟုတ်ပါဘူးဟလာကျွန်တော်တို့ဒါကရင်မှာဆိုရင်လည်းပဲဒါကရင်ဘုရားဘာသာနဲ့ကရင်ခရစ်ယာန်ဆိုပြီးတော့သူတွေကဖွဲ့ကြခဲ့တယ်။သူတွေကောင်းတဲ့ခြားသောတိုင်းသားတွေပါလေရှိပါတယ်။ ဒါကိုကျွန်တော်တို့အခြေခံအားဖြင့်တွေ့ရမှာဖြစ်တယ်ဗျာဟုတ်ပြီဒါဆိုရင်ဒါတို့တွေကျွန်တော်တို့တွေကိုပဲအချိန်ကနေစပြီးတော့အဲခွဲခဲ့တာလေဟုတ်ကဲ့ဒီဟာ ဒီဘေးရှင်ကလည်းစာပြီးခွင့်ပြုတာလေဆိုတော့မပြုတ်ကြတော့ဥတွေကိုအရင်ဆုံးလက်လာဖို့လိုတာကောနော်ကျွန်တော်ဒီ1948ခုနှစ်နိုင်ငံတော်ကိုစီအုပ်ချုပ်ပေါ်အရှင်ကဥတွေမှာဘယ်လိုရလဲဆိုရင်ဌာနေတိုင်းရင်းသားနဲ့အဖို့အဖွားဌာနေတိုင်းရင်းသားမှမွေးဖွားခဲ့သူများသို့မဟုတ်1948ခုနှစ်မတိုင်ခင်ကရောက်ရှိနေထိုက်သူများကိုနိုင်ငံသားဖြစ်ခွင့်ရှိသည်ဆိုပြီးတော့ဒီ1948ခုနှစ်နိုင်ငံတော်ကိုစီအုပ်ချုပ်ပေါ်အရှင်ကဥတွေရဲ့နိုင်ငံသားဖြစ်မှုအတိတ်ကမှာအဲ့ဒါကိုရေးထားတာပြရတယ်ဆိုတော့ဒီဥပဒေကိုအရှင်ကပြီးတော့1948ခုနှစ်မှာနိုင်ငံသားမြန်မာနိုင်ငံသားဖြစ်မှုအဲ့ဥပဒေဆိုပြီးထွက်လာ ဒီဟာဒီဥပဒေကိုအရှင်ခံပြီးတော့ပြည်1950ခုနှစ်မှာနိုင်ငံသားမှတ်ပုံတိုင်းရဲ့ new ဥပဒေဆိုပြီးထွက်လာတယ်။ဒီ new ဥပဒေရဲ့ဒီဒီဒီအဲ့ဥပဒေရဲ့အရမွတ်စလင်တွေကိုနိုင်ငံသားဖြစ်ခွင့်ပေးခဲ့တယ်။အဲ edition ဟောပေါ့နော်။ edition နိုင်ငံသားဖြစ်ခွင့်ပေးခဲ့တယ်။နောက်ခုလို့ရှိရင်သူတို့ဘယ်လောက်ပေးခဲ့လဲဆိုလို့ရှိရင်ဒီပေါ့နော်။ ဒီမြန်မာရုပ်ရည်တန်ကြာအတန်နဲ့အစီအစဉ်ဌာနမှာတပတ်ကိုတရက်တရက်ကို7မိနစ်ကြာအာရိုဟင်ဂျာတိုင်းရင်းသားဘာသာအစီအစဉ်ဆိုပြီးတော့မြန်မာမြန်မာနိုင်ငံတော်အစိုးရရဲ့ဒီအစိုးရပိုင်းအာပေါ့နော်တင်း TV အတန်နဲ့ဌာနကနေပြီးတော့တရက်ဝင်အစားလက်ဖွင့်ပေးခဲ့တာကိုကျွန်တော်တွေ့ရတယ်ဟုတ်တယ်ဆိုတော့ဒီလိုမျိုးပေးခဲ့တဲ့သားနဲ့ဒီ လက်ရှိနေကဒီလိုမျိုးတောက်ဆောက်ပေးလာတဲ့တန်းနဲ့ဘယ်ခုရောက်လာတဲ့ကမှာဒီ1994ခုနှစ်မှာဥနေဝင်းကနေပြီးတော့နိုင်ငံတော်ခွစ်စ်အုပ်ချုပ်ပေါ်ရှိကဥပဒေဆိုပြီးရေးဆွဲလိုက်တယ်။အဲ့ဒါသူရေးဆွဲလိုက်တဲ့ဥပဒေမှာဘာဖြစ်လဲဆိုတော့လူမျိုးပေါင်း135မျိုးဆိုပြီးတော့ဆွတ်ချလိုက်တယ်။ အဲ့ဒါကလည်းဟုတ်ကျွန်တော်တို့ဒါလူငယ်လေးပေါ့နော်ကျွန်တော်တို့ music တွေပေါ့နော်မသိတဲ့အကြောင်းအရာတွေပေါ့ကျွန်တော်တို့အားလုံးသိရှိထားတာတွေကတော့ကျွန်တော်တို့နိုင်ငံပြည်မှာလူမျိုးပေါင်း135မျိုးပဲဆိုတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သင်ကန်းစာတို့သင်ခဲ့တဲ့သင်ရိုးမှာကိုအဲ့လိုဖြစ်တာပါဒါပေမဲ့အရှိမကျွန်တော်တို့ဒါဒီထက်ပိုပိုများပြားတဲ့လူမျိုးတွေကိုကျွန်တော်တို့ဆူပါတယ်ဖြစ်ဟုတ်ပါတယ်ဒီ1948ခုနှစ်နိုင်ငံတော်ကိုစစ်အုပ်ချုပ်ပုံအခြေခံဥပဒေကိုဗိုလ်ချုပ်အောင်စံရေးဆွဲတော့ကလူမျိုးပေါင်း144မျိုးနဲ့ရေးဆွဲခဲ့တယ် အဲ့ဒီတစ်ချောင်းဒီဒီ1962ခုနှစ်မက်စလာနှစ်ရက်နဲ့မှာတက်လာတဲ့ဥမေဝင်းကနေပြီးဘာလုပ်လိုက်လဲဆိုတော့လူမျိုးတွေကိုဆွတ်ဆပ်လိုက်ပြီးတော့135မျိုးဆိုတော့5မျိုးဆွတ်ဆပ်လိုက်ရပါတော့နော်135မျိုးဆိုပြီးတော့သူကနေပြီးရေးစစ်လိုက်တယ်ဆိုတော့ဒီဥပဒေရဲ့အတိုင်းကျတော့ဘာလုပ်လိုက်လဲလူမျိုးကိုလည်း3မျိုးနဲ့ဖိတ်ဆပ်လိုက်တယ်နိုင်ငံသားအဲ့နိုင်ငံသားနိုင်ငံသားပြည်ဝင်ရသူဆိုပြီးတော့ဒီလိုပြုတ်ကလေးဒီလိုဒီလိုလုံးလိုက်တဲ့ခါကျတော့ဒီဒီလက်ရှိဒီလက်ရှိဒီလိုလုံးပြီးတော့သူကဘာလုပ်လိုက်လဲဆိုတော့ဒီ1958ခုနှစ်မှာ ကျွန်တော်ဟိုတရပြောခဲ့ပါလေငကားမဲဆက်စင်ရင်းနဲ့ညှောက်တယ်ဖိမစီမံချင်းနဲ့ပြန်ရေးဆွေးပြီးတော့ခေါ်တယ်အဲ့ဒါသူတို့ဒါဟိုဘယ်လိုပဲကျွန်တော်ရခိုင်ပြည်နယ်ထဲမှာမြန်မာနိုင်ငံနဲ့ပါပေါ့နော်ဒါသူတို့ကလူမျိုးရေးခွဲခြားလူမျိုးပြဿနာအဓိကတော့မဖြစ်ဖြစ်အောင်သူတို့လိန်နေညာတယ်သူတို့လက်ပတ်စားတော့လာတယ်ပြည်သူလူထုမသိရအောင်လက်စားထားတာလေအများကြီးပေါ့နော်အဲ့တော့ခုနေဝင်းကဘဲဟာကိုအစီအတိုင်းလုပ်လာတယ်ဆိုပြီးကျွန်တော်တို့တရှင်တော့ကနေပြီးတုံးပါကောင်းဆောင်ပေါ်အောင်တော့ပြန်ဆောင်ခဲ့တဲ့အမှုတစ်ခုရှိတယ်အာ1937မှာဖြစ်နေတယ် ်ကဒီ1037လောက်မှာသူကတုံးတာကောင်းဆိုကိုအောင်ဆိုတုံးတာတပိုက်ကိုနှိမ်နေခြင်းနဲ့အင်္ဂလိပ်အစိုးရဘာလုပ်လိုက်လဲပုရှေပီရဲ့မိုလ်ဗီနဲ့ယိုဂီဆိုတဲ့စာအုပ်ကိုဖောက်ခွဲပေးလိုက်တယ်။ဒီကခီတူတူကမိုလ်ဗီနဲ့ယိုဂီဆိုတဲ့စာအုပ်ကိုဖတ်ပြီးတော့အာဒီမှာကလာဗမာအရေးခိုင်မှာစပြီးတော့ဖြစ်လာတယ်။ဒီကဒီမှာတို့တို့ဒီခီတူတူအားလုံးကကလာဗမာအရေးခိုင်ကိုအာရုံစိတ်နေတဲ့အချိန်မှာအုဒီလက်ရှိအင်္ဂလိပ်အစိုးရဘာလုပ်လိုက်တုံးတာတပိုက်ကိုနှိမ်နေပလိုက်တယ်။ဒါကတပိုက်တော့လုံး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 ဆက်တိုက်တယ်။ဒီကနေ့သူတို့ရဲ့ဒီဒီမြန်မာနိုင်ငံကိုမြန်မာနိုင်ငံကိုသူတို့လှုပ်ရှင်တို့လှုပ်ဖို့အတွက်ကျွန်တော်တိုင်းရင်းသားလူမျိုးအရှိရှိ ခွေးခွေးပြီးတော့အဲတခါအုပ်ချုပ်လိုက်တယ်အဲ့ကဒီဘက်မှာပြည်သူလူထုအားလုံးကအာကိုတိုင်ရင်သားအစစ်စစ်ပါအောင်ဆိုင်တဲ့သူတို့နိုင်ငံရေးကိုသူတို့လှုပ်ချက်တော့လှုပ်လိုက်ကြတယ် ဒါနိုင်ငံရဲ့လက်ကွက်တစ်ခုပေါ့နော်ဟုတ်တယ်ဒါကကျွန်တော်တို့အများအားသူတို့တုံးနေကြပုံစံပဲဒါကိုကျွန်တော်တို့အများအားလည်းမှတ်ရဖို့လိုတယ်ဆိုတော့ဒါဘာသာရေးလူမျိုးရေးတွေအခွဲခြားဆက်ဆံဒါတွေပေါ့နော်ပြီးတော့ကျွန်တော်တို့ဒါတိုင်းရင်းသားချင်းချင်းတိုင်းနာချင်းချင်းတွေကြားရမှာလည်းပဲအခုလိုပုံစံမျိုးတွေဖြစ်အောင်သူတို့ကစဉ်းကြားလုပ်ဆောင်ခဲ့တာ။ဘာကြောင့်လဲဆိုရင်သူတို့ကယင်းချင်းကဒါသူတို့တုံးနေကြပါတော့ဒါဗမာလူမျိုးကြီးဝါဒီပေါ့။ဆိုတော့ဒါမျိုးတွေပြီးတော့ကျွန်တော်တို့ဒါအဲသူတို့ရဲ့ဒါဆက်လက်ပြီးတော့အုတ်ချုပ် နိုင်ဖို့ကိုကျွန်တော်တို့ဒါတိုင်းရင်းသားနေမြေတွေမှာဒီလိုမျိုးဒီပခတိကအများအားဖြစ်နေဖို့လိုတယ်ဆိုတော့ဒါမှလည်းပဲတိုင်းရင်းသားတွေကသူရဲ့နေမြေသူရဲ့ပြည်နယ်အတွက်ကိုသူတွေဒါဆုဘာဘာတော့အမဆိုင်နိုင်ဘူးဟုတ်တယ်ပြီးတော့သူတို့ကိုပြန်ပြီးတော့ဟလာအဲကျွန်တော်တို့ဒီနေ့ခက်ကလာမှလို့ကျွန်တော်တို့ဒါတော်လှန်ချီလုပ်နိုင်ဘူးချင်းချင်းမှလည်းပြဿနာဖြစ်နေတာဟုတ်ပါတယ်နောက်မှလည်းသူတို့ရှင်းလို့မရတဲ့အရှုပ်တွေမျိုးလည်းတမျိုးပြီးတမျိုးခုနကပြောတဲ့ဗမာမွတ်စလင်နဲ့တိုက်တာတွေဟလာကျွန်တော်တို့ကရင်ကရင်ချင်းကိုဘာသာရေးခွဲပြီးတိုက်တာတွေ ပြီးတော့ကျွန်တော်တို့ကချင်နဲ့ကချင်ချင်းကိုပြန်တိုက်ခိုင်းတာတွေအများကြီးပါတယ်ပြီးတော့ရှမ်းမာလည်းထုံလေးကောင်းပဲဆိုတော့ဒါတွေကိုကျွန်တော်တို့ဒါမျိုးဆက်တွေအားလုံးကအတိပိုလည်းလို့ရတယ်ပြီးတော့လက်ရှိတော်လှန်ရေးမာလည်းပဲဒါတွေကိုအတိနော်အတိတရားနဲ့ကျွန်တော်တို့တကယ်အရှိတရားတွေကိုနှိုင်းရှင်ပြီးတော့ကျွန်တော်ချိန်စားပြီးတော့လုဆောင်ဖို့လို့ရတယ်ဗျာဟုတ်ပါတယ်ဟုတ်ပါဒါဆိုရင်ကျွန်တော်တို့ကဒီအခုပေါ့နော်ကျွန်တော်တို့ဒါဘင်္ဂလီနဲ့ရိုဟင်ဂျာနဲ့ကမတူဘူးဆိုတာကို ဒါအခုကျွန်တော်တို့ဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေနဲ့ကျွန်တော်တို့ဒါဒီကိုမောင်မတွေလည်းတိရှိသွားပြီလို့တော့ကျွန်တော်မျှော်လင့်နေဗျာဟုတ်ပါဘူးဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒါအခုလက်ရှိတော်လန်ရေးမှာเนาะကျွန်တော်တို့ထူးခြားတာကတိုင်းရင်းသားအဖွဲ့ဆုံးပါတယ်ဟုတ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒါမတူညီကွဲပြားတဲ့ဒါမိမိတို့ဖေဖာသားကိုပဲကိုယ်ကွယ်ကိုယ်ကွယ်ကျွန်တော်တော်လန်ရေးမှာဆိုရင်မွတ်စလင်တွေလည်းပါတယ်ဟုတ်ပါတယ်เนาะကျွန်တော်တို့ဟိန္ဒူတွေလည်းပါတယ်ဟုတ်ပါတယ်ဗျာဆိုတော့ဒါက အာကျွန်တော်တို့ကတကယ်ကိုနှစ်လိုပဲကောင်းတဲ့အချက်ပဲဗျဟုတ်ပါတယ်ဒီတော့ဒီအမွတ်စလင်တွေကဒါအဖွက်ပါတာမဟုတ်ဘူးပေါ့နော်ဒါကျွန်တော်တို့အာဘိုဆော့အောင်ဆန်းရှိခဲ့တုန်းကလက်ရှိမှာဥရဇက်ဥရဇက်ကအိန္ဒိယနိုင်ငံသားပဲအိန္ဒိယနိုင်ငံသားဥရဇက်ကိုတိုင်းဒီကျွန်တော်တို့ဗာလဲဒီပေါ့နော်ဒီမြန်မာနိုင်ငံမြန်မာမြန်မာလွတ်လပ်ရေးအရာဒီဖို့အတွက်ကြိုးပမ်းခဲ့တဲ့မှာဥရဇက်လည်းထိဆောင်ပါခဲ့တယ်အနောက်ဒီလက်ရှိကျွန်တော်တို့ဒီရုပ်ပုံပေါ့ ခိုးချက်တော့ပါတယ်ဒီပါလေဖေဘုတ်ကိုထွက်ရေဘုတ်ကိုထွက်ရေဘုတ်ကိုထွက်လိုက်တာမွတ်စလင်ပဲမွတ်စလင်ပဲအဲ့တော့ဒီကျွန်တော်တို့မွတ်စလင်တွေအားလုံးကကျွန်တော်တို့ဒီအဲဘောနောမြန်မာနိုင်ငံကြီးလွတ်လပ်ရေးရဖို့အတွက်အားကျွမ်းမှန်တဲ့စူးစမ်းခဲ့ကြတယ်လို့ကျွန်တော်ဒီကနေ့ရခိုင်ပြည်နယ်ထက်မှာလည်းပဲဒီဘောနောအေတပ်ဖွဲ့ဝင်ထက်မှာလည်းပဲမွတ်စလင်တွေရှိတယ်ဟုတ်တယ်ရှိတယ်ဆိုတော့ကျွန်တော်တို့ဒီတော့ဒီကျွန်တော်တို့မွတ်စလင်တွေနဲ့ရခိုင်နဲ့ဟာပြပောင်များစွာငင်းကြစွာအတူရှင်တွေ့နေထိုင်လာခဲ့ပြီးတော့မှဘာကြောင့်ဒီလိုမျိုး ဖြည့်ပြသွားတာလေဆိုလို့ရှိရင်တို့ဥပဒေတွေကြောင့်အစိုးရကဒီလက်ရှိနေပြီးတော့ဒီနိုင်ငံကိုဒီကျွန်တော်ကကျွန်တော်တို့တရားမဝင်လို့ပြောတာပေါ့တရားမဝင်အစိုးရပေါ့တရားမဝင်အစိုးရကနေပြီးတော့တရားဝင်ဥပဒေတစ်ခုကိုပြတာလိုက်တယ်ပေါ့ဗျာတရားမဝင်တဲ့ဥပဒေပေါ့ဒါဒီဥပဒေပါကျွန်တော်တို့ဒီပြန်နောက်ကြောင့်ပြန်ကြည့်မယ်ဆိုလို့ရှိရင်1980နှစ်နှစ်ခုနဲ့မှာနိုင်ငံသားကိမှုဥပဒေဆိုလို့ပြတာလိုက်တယ်အဲ့ဒီမှာကျွန်တော်လူအစိုးရကျွန်တော်ပြောခဲ့တယ်လို့ပဲလူ၃မျိုးနဲ့ခွဲခြားလိုက်တယ်နိုင်ငံသားအဲ့နိုင်ငံသားနိုင်ငံသားပြပေးရတယ်ဆိုတော့ဒီနိုင်ငံသားဆိုတဲ့အတိတ်ကဘာလဲဆိုတဲ့ကသူကဘာလဲဆိုတဲ့က1823ခုနဲ့မတိုင်မီ မြန်မာနိုင်ငံထဲမှာနေထိုင်ခဲ့သူဒါကမဟုတ်နိုင်ငံသားပြည်ပမြန်မာဝင်ပေါ်လာသူဒါကနိုင်ငံသားအတိတ်တွေပေါ့နော်တော်ကျွန်တော်1923ခုနှစ်ကပဲရောက်ရှိနေထိုင်နေကြတယ်လို့သူရောက်ရှိနေထိုင်နေခဲ့တဲ့လူတွေအားလုံးကနိုင်ငံသားကတည်းကထုတ်ပြထားပြီးသားဒါတွေအားလုံးကိုနေပြီးတော့ဥလင်ဝင်သိမ်းခဲ့ပြီဟင်ဥလင်ဝင်သိမ်းတဲ့တော့ဒီ၈၀ခုနှစ်ဥပဒေကိုပြတ်တက်လိုက်ဟင်ဒါကြောင့်မလို့ဒီနိုင်ငံတကာကလည်းဒီဥပဒေကိုဘာလို့ပြတ်တက်လဲဆိုတော့လူအခွင့်အရေးရှုံ့ခေါက်တဲ့ဥပဒေပါဆိုပြီးတော့ကျွန်တော်တို့အာ ူထားပေးတာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တယောက်ပြောတာမဟုတ်ဘူးနိုင်ငံတကာကပြောတာမြန်မာနိုင်ငံဥပဒေပညာရှင်တွေကိုတည်းကလည်းဒီဟာဝေသုံးခဲ့တာဆိုတော့နောက်ထပ်ကြတာဘာလို့ဆိုတော့ဒီ lesson ကအဲ့နိုင်ငံသားသူဘာလို့ဆိုတော့1948ခုနဲ့နိုင်ငံသားဖြစ်မှုအဲ့ဥပဒေဖြစ်နိုင်ငံသားဖြစ်ခွင့်ရရှိသူများကိုအဲ့နိုင်ငံသားအဖြစ်ပြုခွင့်ပြုနေတယ်ဆိုတော့ကျွန်တော်ဒီဒီတော့ဒီဒီမွတ်စလင်တွေကနှစ်ပေါင်းများစွာနေလာသေးပြီးတော့မှ1948ခုနဲ့ အဲဆေးဥပဒေတိုက်ဘာလို့လဲသူတို့နိုင်ငံအဲ့နိုင်ငံသားဆိုပြလိုက်တယ်။ဒါကြောင့်ရုပ်ရခိုင်မှာဘာဖြစ်လာကြလဲဆိုတော့ကအာငါကတော့နိုင်ငံသားအမေကနိုင်ငံသားမဟုတ်ဘူး။ငါကတိုင်းရင်းသားမေတိုင်းရင်းသားမဟုတ်ဘူးဆိုတော့ပြဿနာမျိုးလေဒီကောင်တော့ငါ့ကိုသိကြတယ်။အဲ့တော့ကျွန်တော်တို့လို့ကျွန်တော်ကျွန်တော်ဒီနေ့နေပြီးတော့ဘောနဒီနေ့မိပတ်ပြည်သူတွေကိုမက်ဆေ့ချ်ပေးချင်တာကဘာလဲဆိုတော့ကဘာလူရုပ်ဖြစ်ဖြစ်ဘာဘာသာပဲကိုယ့်ကိုယ်ကိုယ်ကိုယ်ကျတော့လက်ရှိအနေထားတော့လူကိုလူလို့မြင်တတ်လို့လေဒီတော့လူကိုလူလို့မြင်လိုက်မြင်လိုက်ပြီးတော့ကျတော့အဓိကအဓိကကျတော့ target တည်ကျတော့အဓိက main အဓိက man ရန်သူတည် ီကျွန်တော်ခွေးခွေးအောက်ရှုပ်ထားတဲ့ဆက်အစွမ်းတာဖြစ်တယ်။မှန်တယ်။ဒီဆက်အစွမ်းကိုပဲကျွန်တော်ဖူးပုံညီညီနဲ့ကျွန်တော်စီစီလုံးလုံးနဲ့တိတ်ထွားမှအရှိဖြစ်တယ်။ဒါကြောင့်မလို့ကမင်းရတော့ရေးကြအမေရတော့ကလာအမေရတော့ဘာဘင်္ဂလီပြုတ်နေတော့ကျွန်တော်အားလုံးကိုဝိုင်းဝန်းပြီးတော့မြန်မာနိုင်ငံတက်မှာမိတဲ့နေထိုင်နေကြတဲ့ဘေသူမဆိုးဝိုင်းဝန်းဖူးပုံတို့တိတ်ခိုက်တဲ့နယ်လို့ကျွန်တော်မြင်တာပေါ့နော်။ဟုတ်တယ်။အာကျွန်တော်တို့ဒါကျွန်တော်နိုင်ငံလွတ်လပ်ရေးအစကနဦးမှလည်းပဲကျွန်တော်တို့ဒါအားလုံးအတူပူးပေါင်းပြီးတော့ပေါင်ရင်ခဲ့ကြတာကိုလည်းကျွန်တော်တို့ရှိရှိခဲ့တယ် ီးတော့အခုလက်ရှိတော်လန်ရေးမှလည်းအားလုံးအတူတူပါဝင်နေတာကိုလည်းကျွန်တော်တွေ့ရမှာဖြစ်တယ်။ပြီးတော့ကျွန်တော်တို့လက်ရှိကျွန်တော်တို့ architect.a ရဲ့ဒါစီဦးစီးချုပ်ဘုရားထောင်ရနိုင်ခွန်လိုက်ကလည်းပဲဒါဘေးဘာသာဝင်တွေပဲဆိုအားလုံးကိုသူလက်ခံတယ်အတူတူပဲဆိုတာကိုလည်းဒါရခိုင်ရဲ့ပြည်သူတွေကိုစားသူပြောဆိုခဲ့ပြီးဖြစ်တယ်ဟုတ်ပါတယ်ဆိုတော့ဒီအချိန်တွေမှာကျွန်တော်တို့ဘောနော်ဒါကျွန်တော်တိုင်းရင်းသားနိုင်ငံတွေမှာများသောအားဖြင့်ကသူတို့တွေဘောနော်အမျိုးမျိုးပုံစံအနေနဲ့ဖိနှိပ်ပြီးတော့ဒါပညာ ဂျင်အာနေအောင်လည်းဖန်တီးခဲ့ကြတာကအာနာရှင်ဒါအကျံဖတ်ဖစေအုပ်စုဖြစ်တယ်ပြီးတော့လူမျိုးရေးပြပခဖြစ်အောင်ဖန်တီးခဲ့တာကလည်းပဲအာနာရှင်အုပ်စုအကျံဖတ်အဖွဲ့တွေပဲဖြစ်တယ်ပြီးတော့ကျွန်တော်တိုင်းရင်သားအချင်းချင်းဒါပြန်ပြီးတော့အချင်းချင်းပြန်ပြီးတော့တပ်ဖို့ထိအောင်လည်းဖန်တီးခဲ့တာတွေကလည်းပဲ ဒီအာနာရှင်အုပ်စုတာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒါမပုံတွေတွေမှာဆိုရင်ဗျာဟုတ်ပါတော့အားလုံးလည်းဒါမြန်မာနိုင်ငံသားမပုံတွေရရှိဘူးတဲ့သူတွေပါပဲเนาะဟုတ်ပါဘူးအပေါ်မှာအဖနာမည်ဟုတ်တယ်ဟုတ်လားအောက်မှာငွေတက်ကလေးဟုတ်ပါတယ်ပြီးတော့အောက်မှာရည်ရသေးတဲ့ဒါဘာသာပုံပွဲဒီဘာသာဟုတ်တယ်ဗမာဗုဒ္ဓဟုတ်တယ်ပြီးတော့ဗမာမုစလင်ရှိပါတယ်ဗမာဟိန်းဟုတ်လားဟုတ်ပါရှိပါတယ်ဘုရားကြီးဒါဒါဟာဘာကိုပြနေတာလဲဆိုရင်လက်ရှိ အုတ်ချုံတင်နေတဲ့အုတ်ချုံသူဒါအတန်းစားဟာသူတို့ကိုယ်၌လူမျိုးကြီးခွဲခြားထားတယ်ဆိုတာကိုကျွန်တော်တို့မှတ်ပုံတင်ကိုကြည့်တာနဲ့သိနိုင်ပါတယ်ဟုတ်ပါတယ်ဗျာဒီချိန်မှာကျွန်တော်တို့ခွဲခြားဖို့လူလားမလိုသေးဘူးမလိုတော့ဘူးဟုတ်ကဲ့ကျွန်တော်တို့နိုင်ငံတွင်းမှာလည်းဒါပါ case ဆက်ဆက်အဲကျွန်တော်တို့တမိုင်းဒါကာလာတွေမှာလည်းပဲတယောက်ကနီးဝင်လေးအခုတွေချုပ်တယ်ဒီတော့နောက်တစ်ယောက်ကတဖန်ထပ်ပြီးတော့သူတို့လိုချင်တဲ့ပုံစံလေးထပ်ပြောင်းတယ်။ဒီလိုပဲပြောင်းလဲပြောင်းလဲရင်းနဲ့ပြည်သူစံနာမပါဘဲနဲ့လုဆောင်ခဲ့တဲ့အလုပ်တွေဂျာရဲမှ သူတွေထုတ်ခဲ့တဲ့ဥပဒေချတဲ့မှာကျွန်တော်တိုင်းရင်းသားတွေဒါသူကြောင့်စီးခဲ့ရတယ်ကျွန်တော်တိုင်းရင်းသားတွေအချင်းချင်းပြီးခွဲခဲ့ရတယ်ဟုတ်ကဲ့ဟုတ်ပြီဒါဆိုရင်တော့ဒီကနေ့ရဲ့အဓိကခေါင်းစဉ်တင်ပြခဲ့တဲ့ Ranger ဘယ်သူလဲဘယ်သူလဲဆိုတော့ကျွန်တော်တို့ဒါအဓိကနေကုန်းကိုကျွန်တော်တို့မိဘပြည်သူတွေကိုဘယ်လိုမျိုး တပြချင်းဟုတ်ပါမယ်ဒီတော့ကျွန်တော်ဒီရိုဟင်ဂျာဘယ်သူလဲဆိုတာဒီရိုဟင်ဂျာကျွန်တော်တိုင်းရင်သူတို့ဘယ်တော့လက်ရှိနေပြီးတော့ဘင်္ဂါလီဘယ်သူလဲရိုဟင်ဂျာဘယ်သူလဲဆိုတဲ့ဟာတွေမှာကျွန်တော်ကလူမျိုးတစ်မျိုးလို့သတ်မှတ်တော့မယ်ဆိုလို့ရှိရင်နံပါတ်၄ဘာလဲဆိုရင်ယဉ်ကျေးမှုယဉ်ကျေးမှုနံပါတ်၄ဘာသာစကားနံပါတ်၃ရှင်းကြားသောနေထိုင်မှုအဲဒီတော့ဒီအရှိတ်လက်တွေဒါဒီဟာတွေဒီဟာတွေအများကြီးပေါ့နော်ဒီအများကြီးတော့မှအဓိကကျတဲ့ဒီအရှိတ်၃ချက်ကိုပဲကျွန်တော်အရင်ပြပြမယ်အသူတို့ကိုကျွန်တော်နိုင်ငံသားဖြစ်ခွင့်ပေးတာမပေးတာကဒါကျွန်တော်တို့အလုပ်မဟုတ်ဘူးကျွန်တော်ပြည်သူပြည်သားအလုပ်မဟုတ်ဘူးအစိုးရအလုပ်ပြီးတော့ဒီဒီနောက်ထပ်တလာမယ့်အစိုးရဖြစ်စေဒါမှမဟုတ်ရခိုင် ရရခိုင်ဆိုတာဖြစ်စေလုံးမရမဲ့တာဝန်ပဲ။ဒါကျတော့လူသားချင်းချင်းသိထားရပါကရှစ်တီလေးလေးမျိုးပဲ။မှန်တယ်။ပြီးတော့အုပ်ပြီးသားတွေသားတွေရင်ချင်းမှုကြကြအောင်ရင်ချင်းမှုရင်ချင်းမှုကခါရှာခဘီခါရှာဆိုတဲ့ဟာဒီရိုဟင်ဂျာမှာလည်းသူ့သူ့ရင်ချင်းမှုနဲ့သူရှိတယ်။ Okay ဒါဆိုရိုဟင်ဒီလက်ရှိနေပြီးတော့ဒီရခိုင်ပြည်တော်မှာမိတဲ့နေထိုင်ကြတဲ့မွတ်စလင်တွေမှာဘာသာစကားမရှိတော့ရှိတယ်။အခုနကျွန်တော်ပြောသလိုပဲသူတို့ရဲ့ဘာသာစကားကိုဘယ်ကတက်ရှင်နိုင်ငံကနားမလဲဘူး။ဟင်ဘယ်ကတက်ရှင်နိုင်ငံကလည်းသူတို့ပြောတဲ့စကားကိုနားမလဲဘူး။ ဆိုလိုတာကသူတို့ဒီမိမိတို့ရဲ့ဘာသာတရားအိမ်ပဲမိမိတို့ရဲ့ဘာသာစကားနဲ့အတိုင်ရက်နေတာပေါ့နော်အဲ့ဒါဟုတ်ပြီ data ဆိုဒီဒီစကားတွေကိုဒီလိုမတူကွေးပြတာကိုဒီအစိုးရကသူတို့သိတယ်သိတာနဲ့ဘာကြောင့်ခွဲခြားတာလဲဆိုကျွန်တော်ရခိုင်လူမျိုးနဲ့မွတ်စလင်နဲ့ပူးပေါင်းကြမှာတောက်ဖို့ဘူပေါင်းကပ်ပြီဆိုလို့ရှိရင်လိုခဲ့တဲ့နှစ်ပေါင်းကျွန်တော်ပြောမှာနော်ဒါကျွန်တော်ပုံမှန်ပုံမှန်လေးပြောတာလိုခဲ့တဲ့နှစ်ပေါင်း50လောက်ပါပြီရခိုင်ပြည်နယ်ပြန်ပတ်ကြမှာကိုခါတိခွရနိုင်โอเคมุสลิมเนี่ยเราขายเนี่ยก็ปูปองพี่แล้วไต่ขึ้นมาဆိုတော့ကျွန်တော်ကိုဖတ်တိခွရတာလိုခဲ့တဲ့နှစ်ပေါင်း50လောက်ဆက်ရပြေးကြတယ် ဆိုတော့ကျွန်တော်ကျွန်တော်ဒီနေ့ message ပေးချင်တာကဘာလဲဆိုတော့ကကျွန်တော်ပါတာစကားကိုဟာဘုနော်ငါနဲ့မတူငါရန်ကူဆိုတဲ့အသစ်စတဲ့မျိုးမဟုတ်ပင်နဲ့အဲ့ဘုနော်ဘယ်လူမျိုးဘယ်ပါတာကိုဖြစ်ဖြစ်ကျွန်တော်တို့အားလုံးဒီရခိုင်ပြည်တွင်းမှာမိတဲ့နေထိုင်နေကြတဲ့လူတွေဖြစ်တဲ့ကြောင့်မလို့ရခိုင်လူမျိုးကတန်တာပေါ့ကျွန်တော်လိုအပ်တယ်အဲရခိုင်မျိုးမျိုးစုမှာပါတာဖြစ်ကြတဲ့ရခိုင်ပြည်မျိုးဘွားအဖြစ်တန်တာပြီးတော့ကျွန်တော်အားလုံးစီစီလုံးလုံးညီညီနဲ့ပူးပေါင်းပြီးတော့ရခိုင်ပြည်နဲ့လွတ်မြောက်ရဲ့အတွက်တိုက်ပွဲဝင်တဲ့ဟဲ့လို့ဒါကျွန်တော်မြင်တာပေါ့နော်ဟုတ်ပါတယ်ခင်ဗျဒါကျွန်တော်ဒီဖြစ်စဉ်တွေအကုန်လုံးရဲ့အတိအကျသမိုင်းတည့်ရခံ တူလဲဆိုတာတင်ဖို့ကတော့အရေးကြီးပါတယ်